ခြေထောက်မှာသူ့မျက်နှာပုံတတူးထိုးတဲ့ပြိတက်ကိုမထင်ထားတဲ့စကားလုံးတွေနဲ့တုံးပြန်လိုက်တဲ့မောင်မောင်လွင်မောင်မောင်လွင်ဆိုတာနဲ့မန်ယူလိုအသင်းကြီးကိုအမောက်တိတ်နိုင်ခဲ့တဲ့ဘောလုံးသမားဆိုတာကိုအားလုံးသတိကြပါတယ်မန်ယူလိုအသင်းကိုနိုင်အောင်ကနိုင်ခဲ့တဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးသောဘောလုံးကစားသမားလည်းဖြစ်တာပါမောင်လွေဟာ2024ခုနှစ်နှစ်ကုန်ခါနီးပိုင်းမှာပြိတက်တွေကိုပြန်လည်ဆဲဆိုခဲ့လို့ပြိတက်တွေရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပါသေးတယ်။ စောကစားခဲ့တဲ့ပွဲဟာရှုံးနေခဲ့တာကြောင့်ပရိသတ်တွေကမောင်မောင်လွင်ကိုလောင်ပြောင်ခဲ့တာပါဘောလုံးပွဲရှုံးနေတာကြောင့်စိတ်တိုတော်သွတ်နေတဲ့မောင်မောင်လွင်ဟာပရိသတ်တွေကိုလက်ကလေးပြန်ထောင်ပြခဲ့တာပါဒီလိုပြုတ်မှုတွေရှိခဲ့ပေမဲ့လည်းမန်ယူအသင်းကိုအနိုင်ယူနိုင်ခဲ့တာကြောင့်ပရိသတ်တွေကလည်းပြန်လည်အားပေးခဲ့ကြပါတယ်ဒါပေမဲ့လည်းတချို့သောပရိသတ်တွေကတော့သူ့ရဲ့လုပ်ရကြောင့်အားမပေးကြတာတွေလည်းရှိပါတယ် မန်ယူကိုဂိုးသွင်းနိုင်ယူနိုင်ခဲ့တာကြောင့်မောင်မောင်လွင်ကိုချစ်တဲ့ပရိသတ်တို့ကတော့သူ့ရဲ့ခြေထောက်မှာမောင်မောင်လွင်ရဲ့ပုံကိုတက်တူးထိုးခဲ့ပါတယ်။အများစုကတော့ခြေထောက်မှာလူရဲ့ပုံလို့မျက်နာတို့ကိုတက်တူးထိုးမကောင်းဘူးလို့ယူဆထားကြတာပါ။ဒါဟာလူတယောက်ရဲ့ပုံကံကိုနှိမ်ပါသွားစေတယ်လို့ယုံကြည်ထားကြလို့ပါ။ဒါပေမဲ့လဲမောင်မောင်လွင်ကတော့ဒါကိုမထင်မထားတဲ့နည်းနဲ့တုံ့ပြန်ခဲ့ပါတယ်။သူ့ကိုလဲစပရိုက်ချစ်သွားစေခဲ့တဲ့အပြင်တော်လေးလဲဝန်တာသွားခဲ့တာပါ။ AI တွေကိုနေ့စဉ်လူမှုဘဝမှာအသုံးပြုနေကြပြီဖြစ်တယ်လို့တတူးကိုမြင်မြင်ချင်းမှလည်း AI နဲ့ပဲပြုလုပ်ထားခဲ့တယ်လို့ထင်ခဲ့တာပါခြေထောက်မှာသူ့ရဲ့ပုံကိုတတူးထိုးတာကိုတောင်ကျေးစုတွေနေပြီးအဖြစ်တဆုံတရာပြောဆိုခြင်းမပြုဘဲလက်ခံခဲ့ပါဗါးနိုင်ငံသားမှလည်းသူတို့အားပေးတဲ့ကစားသမားရဲ့ပုံကိုတတူးထိုးကြတာကြောင့်သူ့စိတ်ထဲမှာလည်းဘာမှမရှိပါဘူးဆိုပြီးပြန်လည်ဖြေချခဲ့တာပါသူပုံကူရေးဆွဲပေးခဲ့တဲ့တတူအာတစ်နဲ့ရေးဆွဲခဲ့တဲ့ညီလေးကိုလည်းကျေးဇူးတင်နေပြီးတော့လက်ရတော်တော်လာတယ်လို့တောင်းချီးကျူးနေပါသေးတယ် သူ့ပုံကိုတတူးရေးထိုးခဲ့တယ်လို့တီတီချင်းမှအရန်ကိုအန်သွားခဲ့ပြီးတော့သူ့ကိုချစ်နေသေးတဲ့သူတွေရှိနေသေးပါလားဆိုပြီးပြောနေခဲ့တာပါတတူးထိုးတာဟာတရားပါဖြစ်လို့အတိုင်းမတိဝမ်းတာနေပြီးတိအမှတ်လဲပြုပေးခဲ့ပါတယ်နိုင်ငံသားမှဆိုရင်တော့ခြေထောက်မှလူတွေရဲ့ပုံကိုတတူးရေးထိုးတာကအထူးဆန်းမဟုတ်ပေမဲ့မြန်မာနိုင်ငံမှာတော့ခြေထောက်မှတတူးထိုးတာဟာတစ်ဖက်လူကိုနှိမ်ကျစေတယ်လို့ယူဆထားကြပါတယ် မောင်မောင်လွဲဟာမန်ယူအတင်းကိုနိုင်ယူနိုင်ခဲ့တာကြောင့်မြန်မာနိုင်ငံမော်လုံးအတင်းဥက္ကဋ္ဌဖြစ်တဲ့ဦးစောစောကိုပြည်ဖြိုးတွေစရို့ကလည်းစုချီးမြှင့်ခဲ့ကြပါတယ်။အတင်းပိုင်ရှင်ကလည်းစုချီးမြှင့်ခဲ့ပြီးတော့ဒီထက်မကစ조사သွားမယ်လို့လည်းပြောထားပါသေးတယ်။ရရှိတဲ့စုချင်းငွေတွေကိုလည်းမိခင်ဖြစ်သူထံကနှောခဲ့ပါတယ်ပြီးတော့လည်းသူအားကြရတဲ့ကစားသမားရဲ့အင်ဂျီကိုလည်းလက်ဆောင်ရခဲ့သေးတာပါ။ဒီလိုနိုင်ရခဲ့တာကြောင့်ဘာမှလည်းမမျှော်လင့်ထားတဲ့အပြင်အတီမပြုတ်ပေးတာကိုတောင်ကျေးဇူးတွေနေခဲ့ပါသေးတယ်။ အဖွဲချုပ်ကလည်းအတိအမှတ်ပြုခဲ့တာကြောင့်အယံကိုဝန်တာကုံယူနေခဲ့တာပါဒီလိုဖြစ်လာမယ်လို့လည်းမထင်ထားခဲ့တာကြောင့်ပျော်စရာတွေကစတိုက်စတိုက်ချနေခဲ့ပါတယ်သူ့ကိုအားပေးတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်နေပြီးတော့သူ့ကိုအားကြတဲ့ကစားသမားလက်သစ်လေးတွေကိုလည်းနေရာတစ်ခုရောက်စေခြင်းနဲ့ဆန္ဒလည်းရှိပါတယ်ပရိသတ်တို့အနေနဲ့ရောမောင်မောင်တွင်တယောက် ရှေ့လျှောက်ကနိုင်ပွဲတွေဆက်ယူသွားနိုင်ဦးမလားဆိုတာကောမတ်မှာခံမှန်းပေးခဲ့ကြပါဦးရှင်။ကြီးစုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ အခုဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာရော မောင်မောင်တွေနဲ့ပတ်သက်တဲ့အမှတ်တရတစ်ခုခုကိုတက်တူးထိုးထားတဲ့သူတွေများရှိနေသေးလားနော်